မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၁ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဖန်အန်ကနေကော့ဂရိတ်ကိုထွက်ခွာလာတဲ့စစ်ကောင်စီကခန့်အပ်ထားတဲ့ကရင်ပြည်နယ်ဝင်းကြီးချုပ်စောမြင့်ဦးအဖွဲ့လိုက်ပါလာတဲ့ရင်နှန်းကိုတော်လိုင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရင်နှန်းကကော့ဂရိတ်ကနေပြီးတော့အပြန်မှာမြားပဒိုင်နဲ့နောင်ထပ်ပန်းအနီးမှာတိုက်ခိုက်ခံရတယ်ညနေ3:00လောက်မှာတော်လိုင်းပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီသတင်းအရင်းမြစ်ကပြောကြားထားပါတယ် ၎င်းတိုက်ခိုက်မှုအတွင်းမှာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် RPG 40အပါဝင်လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ထိခိုက်သေးဆုံးမှုကတော့မသိရသေးကြောင်းအဲ့ဒီသတင်းရင်းမြစ်ကပြောကြားထားပါတယ်။မြောက်ရီမြို့ကိုလုံခြုံရေးအပြည့်အဝနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီကအာရှလမ်းမှာစစ်ကူစစ်ကြောင်းများကိုပို့ဆောင်လျက်ရှိတယ်လို့သိရပါတယ်။တက်လာတဲ့စစ်ကြောင်းများကိုမြောက်ရီအထိမတိုးနိုင်အောင်တော်လိုက်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ဖြစ်ပွားရာဒေသများကိုအင်အားဖြည့်တင်းနေရတဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဖရီကန်ဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များတဲ့ကအမှတ်293ချီလင်တရင်ကဘုံမှုတအူးဟာရှေ့တန်းမှာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျိုင်းတုံခရိုင်တုံတာမြို့အခြေစိုက်အမှတ်293ချီလင်တရင်ကအသက်32နှစ်အရွယ်ဘုံမှုတန့်စင်ထက်ဟာ2024ခုနှစ်အေပီလ16ရက်နေ့ကရှေ့တန်းဆက်မြင်လာပြီးတိုက်ပွဲအတွင်းမှာ ပေးဆုံးသွားခြင်းဖြစ်ပြီးတော့စွန့်တွတ်တရားနာမှုကိုအေပီလ25ရက်နေ့မှာပြုလုပ်ခဲ့ကြောင်းစွန့်တွတ်တရားနာဖိတ်စာအရသိရပါတယ်၎င်းဟာဘယ်ဒေတာမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာပေးဆုံးသွားလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်အမှတ်963ချီလင်တိုင်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ည6နာရီအချိန်ကဘူကြီးနေလင်းထက်ဟာ CDM လုံဆောင်ကပြည်သူရင်ခွင်ထံကိုခိုလုံလာတဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ရှမ်းပြည်နယ်အစီပိုင်းဒေသအတွင်းမှာ ရိကန်ဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များတွေကတချို့တပ်ဖွဲ့အင်အားများကိုတိုက်ပွဲဖြစ်ပွားရာဒေတာများကိုအင်အားဖြည့်တင်းမှုတွေရှိနေတဲ့အတော့မိုင်းဆက်မိုင်းတုံမိုင်းရောင်ကျိုင်းတုံတာချီလိမ့်နဲ့မိုင်းပြင်းတို့ကဘူကြီးကနေဘုံမှုအဆင့်ရှိတဲ့သူတချို့ဟာရှေ့တန်းကိုပို့ခံရမှာကိုစိုးရိမ်နေကြကြောင်းတက်တွင်းသတင်းရင်းမြစ်ထံကသိရပါဗျ။ရှမ်းရှိဆိုရင်အဓိကကကျိုင်းတုံတာချီလိမ့်မိုင်းဆက်မိုင်းရောင်တို့မှာကြာနေတဲ့အများအပြားဖြင့်ဘူကြီးကနေဘုံမှုအထိရှေ့တန်းကိုပို့ခံရမှာကိုကြောက်ကြတယ် ာနာမသိမ့်မီအချိန်တွေတုန်းကရှမ်းမြောက်ဘက်ကိုပို့ခံရတုန်းကသူတို့ကမကြောက်ကြဘူးအခုအာနာသိမ့်မီကာလအတွင်းမှာတော့တိုက်ပွဲဖြစ်သွားတဲ့နေရာတွေကိုပို့ခံရမှာကြောက်လာကြတယ်ဒီဒေသတွေမှာတာဝန်ကျရင်ငွေရမယ့်နီးလန်းတွေကများတယ်လေတချို့ရာရှိကြီးတွေဆိုရင်ငွေရမယ့်လမ်းကြောင်းကိုတွေ့ပြီးတော့တက်ကထွက်ပြီးအဲ့ဒီဘက်မှာအခြေချတာတွေလည်းရှိတယ်နောက်ပြီးတော့အပျော်ပါလဲများတယ်မိုင်းရောင်ကအသည့်အရာရှိတွေဆိုရင်တာချီလိမ့်မှာညဘက်လာလာကဲနေတာခဏခဏပဲလို့စစ်တပ်နဲ့နှီးဆက်တဲ့သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းဆောင်အနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်လမ်းများပိတ်ပြီးတော့ရင်သွားလာများတနာယီနီးပါရက်ဆိုင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၁ရက်နေ့မနက်8:45မိနစ်အချိန်ကစတင်ပြီးတော့မနက်8:40မိနစ်အချိန်အထိမုတ်ပလင်လမ်းဆောင်အနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်လမ်းများပိတ်ပြီးရင်အသွာလာများ တနအီနီးပါးရပ်ဆိုင်းသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဒီကနေ့မနက်9:00နာရီဝန်းကျင်အချိန်ပြစ်ခတ်တံများမကြားတော့ပဲလမ်းများပြန်လဲပွင့်သွားတယ်လို့သိရပါတယ်စစ်တောင်းတရားအကျော်မုတ်ကလင်မှာတိုက်ပွဲဖြစ်နေလို့ကားတွေသွားမရဘဲနဲ့စောင့်နေတယ်မုတ်ကလင်မရောက်ခင်လမ်းစုံနောက်မှာတိုက်ပွဲဖြစ်တာမနက်9:45မိနစ်မှာကားတွေအကုန်ရပ်သွားတယ်တိုက်ပွဲဖြစ်တံတွေလည်းကြားနေရတယ်ပြစ်ခတ်တံတွေကြားနေရတော့ကားတွေလည်းရန်နာထားရတာပေါ့လို့ခီးသွားပြည်သူတို့ကရှင်းပြပါတယ်တိုက်ပွဲများဖြစ်ပွားတဲ့အချိန်မုတ်ကလင်လမ်းစုံဂိတ်အနီးမှာစစ်စေးရေးဂိတ်များက ရဲနဲ့စစ်သားများဟာပျောက်ချင်းမလားပျောက်သွားပြီးတော့ပုံအောင်နေခဲ့ကြတယ်လို့သိရပါတယ်။ပြစ်ခတ်တမ်းများတိတ်ဆိတ်သွားမှသာစစ်သားနဲ့ရဲများပုံအောင်နေရကနေထွက်လာကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်ဗိတ်ရန်ကုန်ကားလမ်းပိုင်းမှာခမရ401ကတပ်သားများက PDF အယောင်ဆောင်ပြီးတော့ခရီးတရင်ရဲများကိုစက်ကြီးကောက်ကမူရရန်ကားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရချောင်းမြို့နယ်ဗိတ်ရန်ကုန်ကားလမ်းပိုင်းမှာအရင်က PDF များကဂိတ်ချခဲ့တဲ့ ်နေရာဟောင်းတစ်ခုရှိပြီးတော့အဲ့ဒီဂိတ်နေရာဟောင်းကိုတဝယ်မြို့အခြေစိုက်ခမရ401ကစစ်သားများကဝင်ရောက်ပြီးတော့နေရာယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အရက်ဝက်များကိုကြီးကဝစ်ပြီးလက်နက်ကင်ဆောင်ကခရီးသည်တွေရင်များကိုတားဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ခရီးသည်တွေဈေးကစက်ကြီးကောက်ခံပြီးမူးယစ်ရန်ကားမှုတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတချို့ကပြောပြခဲ့ပါဗျ။တရချောင်းကအရင် PDF တွေဂိတ်ချတဲ့နေရာမှာအရက်ဝက်နဲ့လက်နက်ကင်တချို့ဂိတ်လာချထားတယ်။ရုတ်တရက်ဆိုရင်တော့ PDF လိုပဲထင်ပါပေါ့။ ဒါပေမဲ့သူတို့ဝစ်ထားတဲ့ကြီကာနဲ့ကင်ထားတဲ့လက်နက်တွေမှာ401ဆိုတဲ့အနီဝိုင်းပါတယ်ခမရ401ကစစ်သားတွေအရက်ဝက်နဲ့ PDF ပုံစံနဲ့ပုံမားရိုက်ပြီးတော့အရက်တွေမူပြီးခရီးတက်တဲ့ကားတွေပေါ်ကိုလက်သုံးချောင်းထောင်ပြီးတော့တက်တယ်ပြီးတော့ငါတို့မှာတော့တောထဲမှာပင်ပန်းဆင်းရဲခံပြီးတော့တော်လန်ရေးတွေလုံနေတာအားလုံးလွတ်မြောက်ဖို့အတွက်ကြိုးစားနေကြတာမင်းတို့ကတော့တွားလိုက်လားလိုက်အေးဆေးပဲမင်းတို့တွေတစ္ဆာဖောက်တွေလို့ပြောပြီးတော့ခရီးတက်တွေစီကတအူးကိုတပေါင်းတောင်းသွားတယ် ကားတွေပေါ်ကနေပြန်ဆင်းတော့အရေးတော်ပုံအောင်ရမယ်ဆိုပြီးတော့မူးမူးယူးယူးနဲ့ပြောပြီးတော့ပြန်ဆင်းသွားတယ်လို့ဧပြီလ29ရက်နေ့ကစက်ကြီးကောက်ချင်းခံခဲ့ရတဲ့ခရီးသည်တအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်။တရချောင်းဒေသကပြည်သူတချို့ကလည်းခမရ၄ရက်တက်ကစစ်သားများဟာဗိတ်ရန်ကုန်ကားလမ်းပိုင်းမှာ PDF အယောင်ဆောင်ကတရင်ရယူခြင်းစက်ကြီးကောက်ချင်းနဲ့မူးရရန်ကနေတာဟာမှန်ကန်ကြောင်းပြောဆိုခဲ့ပါတယ်။ PDF ထင်ပြီးတော့စစ်အာဏာရှင်စန့်ကျင်ပြောဆိုမိတဲ့သူတွေဖုန်းထဲကနေပြီးတော့စစ်အာဏာရှင်စန့်ကျင်လှုံ့ဆော်မှုနဲ့ပတ်သက်တဲ့ လူမှုကွေရမျှဝေခဲ့တဲ့ခရီးသည်တချို့နဲ့ပြည်သူတချို့ဖမ်းဆီးခံရပြီးတချို့ဟာလည်းတပ်ဖြတ်ခြင်းခံရတဲ့သူတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ PDF အယောင်ဆောင်ပြီးတော့သတင်းယူတယ်။နောက်တစ်ခါကိုလူမှတ်ပြီးတော့တရေတဏီသွားလုတဲ့ပြည်သူတချို့လည်းအဖမ်းခံရတယ်။ဖုန်းတွေကိုယူဆစ်ရင်းနဲ့အဖမ်းခံရတာတွေလည်းရှိတယ်။စစ်တပ်က PDF အယောင်ဆောင်တာတွေကိုတရိပ်ထားဖို့လိုပါတယ်။သူတို့ကင်ထားတဲ့လက်နက်တွေမှာစစ်တပ်ကဆိုရင်သိတာပါတယ်။တရိပ်ထားစေခြင်းနဲ့လို့တရချောင်းမြို့နယ်ကပြည်သူတအုပ်ကပြောပြလာပါတယ်။ ။ကနေသာရီတိုင်းတရချောင်းမြို့နယ်ဟာစစ်ကောင်စီတပ်များနဲ့တော်လှန်ရေးတပ်များကြားမှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိပြီးတော့နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိတဲ့မြို့တစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလပီတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်အပါဝင်မြို့ကြီးများမှာလူငယ်တချို့ကိုစစ်တပ်ကအကြောင်းမရှိအကြောင်းရှာဖမ်းဆီးပေါ်တာဆွဲမှုများရှိနေပြီးတော့အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်တွေတဲကမှတချို့ဟာအငြင်းတန်းစစ်သားအဖြစ်နဲ့ရောင်းစားခံရမှုများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းကောင်မှုမြို့နယ်ရွာတန်းရှိကြေးရွာကလူငယ်တချို့ဟာပြည်သူစစ်မှုထမ်းမှုဥပဒေအရစစ်မှုမထမ်းကျင်တဲ့အတွက်ရန်ကုန်မြို့ထဲဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိမ်းရှောင်ရာကနေပြီးတော့လူငယ်တအူးဟာဒလဘတ်မှာအစီအမတိုင်တဲ့အတွက်စစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးခံရပြီးတဲ့နောက်မှာတန်လျင်စစ်သားစုဆောင်ရေးတပ်အတွင်းကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလူငယ်ကိုစစ်တပ်ကအမြဲတမ်းစစ်သားဖြစ်တဲ့လောက်ကင်မီဆိုပါကငွေကျပ်15သိန်းပေးမှဖြစ်ပြီးတော့မိသားစုထံကိုငွေပြန်ပို့ခြင်းမှာကလည်းပို့နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။စေတန်းအောင်လက်မှတ်တင်ပြနိုင်မှာကငွေကျပ်25သိန်းပေးမယ်လို့လည်းပြောဆိုခဲ့ကြောင်းသိရပါတယ်။စစ်မှုမထမ်းကျင်လို့ထွက်ပြေးလာကမှရှောင်နေတဲ့အိမ်မှာအစီအမတိုင်လို့ဆိုပြီးတော့ဖမ်းသွားတယ်။တန်လျင်တက်ထဲမှာခေါ်ထားခြင်းခံရတယ်။သူကဖုန်းဆက်လာတာကအမြဲတမ်းစစ်သားအဖြစ်နဲ့လုံမယ်ဆိုရင်25သိန်းပေးမယ်။စေတန်းအောင်ဆိုရင်ရေတပ်မှာပြန်ပြီးတော့တက်တက်သားသားလောက်ရမယ်။25သိန်းပေးမယ်လို့ပြောတယ်။ အဲ့ဒါစစ်မှုထမ်းဥပဒေနဲ့မဆိုင်ဘူးပုံမှန်စစ်သားတဲ့စူဆောင်းတာဖြစ်တယ်လို့ဖန်စီခံထားရတယ်လူငယ်ရဲ့ဆွေမျိုးတဦးကပြောပြလာပါတယ်တန်လျင်တက်နယ်ကတက်တရင်အေးမြစ်ကလည်းစစ်သားအယောင်းဝယ်ဈေးကွက်ဟာဆက်လက်ဖြစ်ထွန်းနေတာဟာမှန်ကန်ပြီးတော့ယာဒူးတိုးမဲ့အရာရှိတွေအတွက်စစ်တပ်အတွက်တက်သားတဲ့စူဆောင်းပေးနေရခြင်းဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်တက်သားတဲ့အယောင်းဝယ်ဈေးကွက်ဖြစ်ထွန်းနေစေဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒါကစစ်မှုမထမ်းမနေရကိစ္စနဲ့မသက်ဆိုင်ဘူး အမြဲတမ်းတက်သားတဲ့စစ်သားစုဆောင်ရေးအတွက်စစ်သားတယောက်တတ်သေးသွင်းပေးပါကစာရေးတဲ့ဖတ်တဲ့ဆို15သိန်း၁၀တန်းအောင်ပညာတတ်ဆိုရင်တက်ဦးကို25သိန်းအထိတက်ဘက်ကပေးတယ်လို့တန်လျင်သတင်းအရေးမြစ်ကပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီကလက်ရှိမှာပြည်သူစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်လူငယ်များကိုစစ်ဆေးပြီးတော့မတင်ကားလို့ဆိုတဲ့အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေတဲကမှတချို့ဟာပြည်သူစစ်မှုထမ်းဥပဒေအရစစ်သားတဲ့အဖြစ် စုဆောင်းခံရပြီး ။တချို့ဟာအများရန်စစ်သားအဖြစ်နဲ့ရောင်းစားခံရမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။